လူအသေးပြောက်များသောကပ္ပဆိုးရွားသောကပ်ပေးကြီး၄ခုပြည်သူများအားလုံးပဲမင်္ဂလာပါကပ္ပလွားကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေကြိုဆိုပါရစေကပ္ပသမိုင်းတစ်လျှောက်ကပ်ပေးတွေကလူတန်းချီတည်ဆုံးစေခဲ့ပြီးလူဘဝတွေကိုပြောင်းလဲစေခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကပ္ပသမိုင်းမှာလူအသေးပြောက်များသောကပ်ပေးကြီး၄ခုကိုနေပြည်တော်ပြည်သူများအတွက်တင်ဆက်ပေးလိုက်ရပါတယ်နံပါတ်၁1931တရုတ်ရေကြီးရေရှမ်းမှု1931ခုနှစ်မှာတရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရေကြီးရေရှမ်းမှုဟာ ဘာသမိုင်းမှာလူသေဆုံးမှုများသောသဘာဝဘေးရန်တွေတခုပါပိုင်းမြေဘာဝင် မြေကြီးတချို့ဟာရေရှမ်းခဲ့ပြီးတရုတ်ရဲ့အလဲပိုင်းဒေသတွေမှာရေမြုပ်ခဲ့ပါတယ်မိုးတဲထန်စွာရာသမှုမြေကမ်းရိုးတွေပြိုကျမှုနဲ့ရာသီဥတုဖောက်ပြန်မှုတွေကဒီဘေးအန္တရာယ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်လူဦးရေတန်း90ကျော်ထိခိုက်ခဲ့ပြီးခမန်းကျေလူတန်းကနေ၄တန်းထိသေဆုံးခဲ့ပါတယ်မြို့ပေါင်း၈၀၀ကျော်နဲ့ကျေးရွာတန်းနဲ့ချီရေမြုပ်ခဲ့ပါတယ်တိနဲ့တွေပြက်စီးပြီးစားနပ်ရိက္ခာပြက်လက်မှုကသေဆုံးမှုကိုပိုဆိုးစေခဲ့ပါတယ် ရေကြီးရေချမ်းမှုကြောင့်အိုးအိမ်ဆုံးခွာထွက်ပြေးရသူတွေတန်းချီရှိခဲ့ပါတယ်။ရောဂါတွေပြန့်နှံ့မှုကလည်းတေဆုံးမှုကိုပုံမှန်များပြားစေခဲ့ပါတယ်။ဒီဘေးရန်တွေကတရုတ်ရဲ့စီးပွားရေးနဲ့လူမှုဘဝကိုနှစ်ပေါင်းများစွာထိခိုက်စေခဲ့ပါတယ်။ဆိုးရရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအားနည်းခဲ့တာကလည်းအကျိုးဆက်ကိုပိုဆိုးစေခဲ့တာပါ။နံပါတ်1 1349 1351အနေရောင်တေမင်းအနေရောင်တေမင်း Black Death ဟာ1349ကနေ1352ခုနှစ်တွင်ဥရောပမှာပြန့်နှံ့ခဲ့တဲ့ Yersinia Pestis Bacteria ကြောင့်ဖြစ်ပေါ်ခဲ့တာပါ။ ။ယောဂါလူသန်းပေါင်း90ကနေတန်းနေရာထိတည်ဆုံးစေခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်။ဥရောပရဲ့လူဦးရေ30ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိတည်ဆုံးခဲ့တာပါ။ယောဂါကြွတ်တီဘောကတန်ကောင်တွေကနေတဆင့်လူတွေထံကူးဆက်ခဲ့ပါတယ်။မြို့ကြီးတွေမှာလူထုတက်နေတာကယောဂါပြန့်နှံ့မှုကိုပိုဆိုးစေခဲ့ပါတယ်။လူတွေဟာဖျားနာပြီးရပိုင်းတွင်တည်ဆုံးကြပါတယ်။ယောဂါရဲ့လက္ခဏာတွေကဖျားနာခြင်းအကျိတ်ထွက်ခြင်းနဲ့အဆုတ်ပြဿနာတွေပဲဖြစ်ပါတယ်။ဈေးဘက်ဆိုင်ရာအသိပညာနည်းပါးတဲ့အချိန်ဖြစ်လို့ကုသမှုမရှိခဲ့ပါဘူး။ နံပါတ်3 1938စပိန်တုတ်ကွေး1938စပိန်တုတ်ကွေးဟာကမ္ဘာလူရေ3ဘုံတဘုံလောက်ကိုကူးစက်ခဲ့တဲ့ကတ်ယောဂါတစ်ခုပါဒီယောဂါကလူတန်း90ကနေတန်း100ထိတည်ဆုံးစေခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်ယောဂါက H1N1 ဘိုင်းအကြောင်းဖြစ်ပေါ်ခဲ့ပြီးအထူးသဖြင့်လူငယ်တွေကိုထိခိုက်ခဲ့ပါတယ်ပထမကမ္ဘာစစ်တွင်ဖြစ်ပွားခဲ့တာကယောဂါပြန့်နှံ့မှုကိုပိုဆိုးစေပါတယ်တစ်သားတွေထူထပ်နေတဲ့စစ်စခန်းတွေမှာယောဂါလင်းမြန်စွာပြန့်နှံ့ခဲ့ပါတယ်ယောဂါရဲ့လက္ခဏာတွေကဖျားနာခြင်းချောင်းဆိုးခြင်းနဲ့အဆုတ်ပြဿနာတွေပါ ေးဘက်ဆိုင်ရာအဆောက်အုံတွေမလုံလောက်တာကတေဆုံးမှုကိုပိုများစေခဲ့ပါတယ်။ဒီယောဂါကကမ္ဘာနိုင်ငံအများစုကိုထိခိုက်ခဲ့ပြီးစီးပွားရေးကိုထိခိုက်စေခဲ့ပါတယ်။ယောဂါကချင်းချင်းပြန်ပြင်းရင်လိုင်းကိုပြန့်နှံ့ခဲ့ပြီး1920မှာတဖြည်းဖြည်းရောပါသွားခဲ့ပါတယ်။နံပါတ်၄2004အိန္ဒိယသမုဒ္ဒရာဆူနာမီ2004ခုနှစ်အိန္ဒိယသမုဒ္ဒရာဆူနာမီဟာကမ္ဘာသမိုင်းမှာအဆိုးရွားဆုံးဘဝဘေးအန္တရာယ်တွေထဲကတစ်ခုပါ။2004ဒီဇင်ဘာ26ရက်မှာအင်ဒိုနီးရှားနားကငလေအင်အား9.1မဂနီကျူးနဲ့လောက်ခတ်ခဲ့ပါတယ်။ ဒီဆူနာမီယာအင်ဒိုနီးရှားတီရီလင်ကအိန္ဒိယတိုင်းနဲ့အခြားနိုင်ငံတွေကိုထိခိုက်ခဲ့ပါတယ်။လူဦးရေ2300ကျော်သေဆုံးခဲ့ပြီးတန်းနဲ့ချီအိုးအိမ်ဆုံးခွာခဲ့ရပါတယ်။ဆူနာမီလိုင်းတွေဟာ10မီတာကျော်မြင့်တက်ပြီးကယ်ယူတန်းဒေသတွေကိုဖျက်ဆီးခဲ့ပါတယ်။ဒီဘေးရန်တွေကကမ္ဘာစီးပွားရေးနဲ့ခီးသွွားလုပ်ငန်းကိုထိခိုက်စေခဲ့ပါတယ်။သုံးထီကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။